မင်္ဂလာပါရှင် review ကငင်းကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ကျမ်းမာဖို့လိုအပ်တဲ့အချက်20ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ကဲယောဂဗျာတွေကျင်းရှင်းရုံတော်တော်မဟုတ်ဖ ೇನೆ ခန္ဓာကိုယ်ပြီးရောရုပ်ပိုင်းစိတ်ပိုင်းလူမှုရေးအပိုင်းအလုံးမှာဒုက္ခချမ်းသာနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်ဒါတွေကိုပြည့်စုံဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် နံပါတ်၁အနေနဲ့ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရပြည့်ဝစွာစားသောက်ခြင်းကျန်းမာဖို့အတွက်အဓိကအကျဆုံးအချက်ဖြစ်ပါတယ်။ကိုယ်ခန္ဓာကို အားဖြစ်ပေးပြီးတော့ယောဂတိုက်ထုတ်နိုင်ဖို့အတွက်လည်းအရေးကြီးပါတယ်။ဟင်းဒီဟင်းရနဲ့တတိဝလံများကိုစားသုံးပါဗီတာမင်သတ္တုဓာတ်နဲ့အမင်းဓာတ်ဖိုက်ဘာကျွဲဝါစွာပါဝင်တဲ့အတွက်နေ့စဉ်မျက်များစားပေးပါ အစစ်အစံပဲအမျိုးမျိုးနဲ့ဂျုံအမျိုးမျိုးတို့တွင်ပါဝင်တဲ့အစအစတွေကိုရွေးချယ်ပါဆံလုံးညိုဂျုံကြံပဲအမျိုးမျိုးနဲ့အခွန်မာသီးတွေကအာဟာရချက်နဲ့အမြင်တက်ကိုပေးစွမ်းပါတယ်အစီတကြားနဲ့စားလျှော့ပြီးတော့အစားပေးပါပြုပြင်ထားတဲ့အစအစတွေစီကျော်စားတွေပချုံများတဲ့အစအစတွေ ရေမကာရီနဲ့စားများတဲ့အစာစားတွေကိုတနင်္သမျှရှောင်းပါ ရေတက်ပြေဝစွာနေစားတောက်ပေးပါရေတက်ပြေဝစွာပေါ့နော်တောက်သုံးပေးပါဒီနေ့တားလုံးရေကိုလုံးလုံးစွာတောက်ပေးပါ အများကြီးတပရိတ်တဲ့ဆောက်ဆရာမလိုပါဘူးနည်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 းချင်းစီတောက်ပေးပါမနက်စောစောမှဟိုကဖန်ခွက်တလုံးကိုတကြိုက်တည်းမောပေးပါပြီးရင်တော့နံပါတ်နှစ်အနေနဲ့ပုံမှန်ကိုလက်လှောက်ရှာမှုပြုလုပ်ပေးပါ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့နဲ့စိတ်ဖြစ်စီမှုလျှော့ချဖို့အတွက်အရေးပါပါတယ်။နေ့စဉ်လှုပ်ရှားမှုရှိတယ်ဆိုရင်တော့ကျန်းမာခြင်းဖြစ်နိုင်ပါတယ်။လမ်းလျှောက်ခြင်း၊အိမ်မူကိစ္စတွေလှုပ်ခြင်းစတဲ့လှုပ်ရှားမှုအမှန်တမ်းဟာအကျိုးရှိပါတယ်။အသင့်တင်ပြင်အားရှိတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။တစ်ပတ်ကိုပေါ့နော်အနည်းဆုံးစုစုပေါင်းမိနစ်150အဲအနိုင်ခွဲခန်းလောက် လျင်မြန်စွာလမ်းလျှောက်ခြင်းစပိန်စီချီရေကူးခြင်းစားတာတွေကိုလှူဆောင်တင်ပါတယ်။တစ်ဖက်ကိုအနည်းဆုံး၂ရက်လောက်အလေးမှခြင်းဒါမှမဟုတ်ခန္ဓာကိုယ်အလေးချိန်ကိုအသုံးပြုတဲ့လိချင်ခံတွေလုပ်ပေးတင်ပါတယ်။လုံလောက်စွာအိဆက်နာယူခြင်းကောင်းမွန်စွာအိဆက်ခြင်းဟာကိုယ်ကအားစနစ်ကိုထောက်အကူပြုပြီးတော့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပရှိမဖြစ်လိုအပ်ပါတယ်။အရွယ်ရောက်ပြီးသူများ အတွက်ကတော့တညကို9နာရီမှ9နာရီခန့်အိပ်စဖို့ကြိုးစားပါအဲ့ရမဝင်မီအီလက်ထရောနစ်ပစ္စည်းများ ဖုန်း TV သုံးစွဲခြင်းကိုရှောင်ခြင်းမှာနံပါတ်၄အနေနဲ့စိတ်ဖြစ်စီမှုထမ်းချုပ်ခြင်းနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကိုခန္ဓာကျန်းမာဖို့အတွက်လည်းပြောစိတ်ကြမ်းမာရေးအတွက်လည်းအရေးကြီးပါတယ်စိတ်ပြည့်စုံမှုရွှေချရန်နိလန်းတွေကိုရှာဖွေပါတရားထိုင်ခြင်းအသက်ပြင်းပြင်းရှုခြင်း ဝါသနာပါရလုပ်ငန်းတွေကိုလှူဆောင်ခြင်းစာလာတွေလုပ်နိုင်ပါတယ်။လူမှုရေးထူထောင်မှာမိသားစုတငယ်ချင်းတွေနဲ့အချိန်ပေးကပေါင်းသင်းဆက်ဆံပါ။အနာယူခြင်းစိတ်ရောကိုယ်ပါလုံးဝအနာယူနိုင်မယ့်အချိန်ကိုဖန်တီးပါ။နံပါတ်9အနေနဲ့ကတော့အနေရှိတဲ့အရာတွေကိုရှောင်ခြင်းပါ။စိတ်လုံးဝမတပါနဲ့။လက်ကစေရကြည်ထွက်ပစ္စည်းအလုံးကိုရှောင်ခြင်းပါ။ရက်သေးစားရှောက်တာပါ။ အရက်ကိုကန်တတ်ထားတဲ့ပမာဏထက်ပုံမတော့ပါနဲ့မတောင်းနိုင်ရင်တော့ပိုကောင်းပါတယ်နံပါတ်6အနေနဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါယောဂတွေကိုစောစီစွာသိရှိကုသနိုင်ဖို့အတွက်ပုံမှန်စစ်ဆေးမှုလုပ်သင်ပါတယ်ဆရာဝန်နဲ့ပုံမှန်ပြတ်တာပါကျွတ်တင်ကာကွယ်မှုဆိုင်ရာစစ်ဆေးမှုတွေနဲ့လိုအပ်တဲ့ကာကွယ်ဆေးတွေကို ထိုးဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ပါဒီအခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းဖြင့်ကျန်းမာတဲ့ ဘွားနေထိုင်မှုပုံစံကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။နှစ်ဘက်ခုအနေနဲ့ပတ်ဝန်းကျင်ဆိုင်ရာတန့်ရှင်မှုထားပေးပါ။ကျွန်တော်တို့နေ့စဉ်နေထိုင်ရာပတ်ဝန်းကျင်ဟာသမားရေးအတွက်အတိုင်းအသက်ဆိုင်မှုရှိပါတယ်။မှန်။တန့်ရှင်နဲ့ရေလေလေကောင်းလေတန်ရရှိဖို့လည်းတန့်ရှင်တဲ့အတော့ရေကိုသာတောက်တုံဖို့အရေးကြီးပါတယ်။နေရောင်ကြီးလုံလောက်စွာရယူခြင်းမှာဗီတာမင် D ရှိဖို့အတွက်မနက်ပိုင်းနေအောင်ခြေကိုအသင့်တက်ခံယူပေးခြင်းဟာရိုးကျမရေးအတွက်အကောင်းမှမှာရယ်။တဘာဝနဲ့အချိန်ပေးခြင်းဒီလိုကဘယ်လိုလုပ်ရမလဲဆိုတော့ဟိုမှာအပြစ်ထွက်တယ်တဘာဝပတ်ဝန်းကျင်မှာပေါ့နော်အချိန်ကုန်ဆုံးခြင်းဟာစိတ်ကြမ်းမှမှုကိုချော့ချပေးပြီးတော့စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။တစ်ပတ်ရှိနေနေရတော့တကိုယ်ရည်သက်ရှင်မှုပြီးရင်တော့ ချွတ်တင်ကောက်ကွယ်မှုယောဂပုံမှားတွေကိုကောက်ကွယ်ဖို့နဲ့ကျန်းမာရေးကိုထိန်းသိမ်းဖို့အတွက်အခြေခံအကြဆုံးအလေးချက်တွေဖြစ်ပါတယ်။လက်ကိုပုံမှန်ဆေးကြောခြင်းအထူးသဖြင့်အစာမစားခင်နဲ့အိမ်သာတက်ပြီးချိန်တွေမှာစနစ်တကျဆေးကြောပါ။ဒါကတော့ပုံမှန်လေးတွေပါပဲ။ပုံမှန်လုံးနေကြလေးတွေဆိုပေမဲ့လူတွေဟာအဲဂယုတဆိုင်လောက်တာမျိုးမရှိပါဘူး။ဒါကြောင့်မို့အထက်ပြောတဲ့အထဲမှာပါတာပေါ့နော်။ပြီးရင်တော့အသွမ်းနဲ့ကတွင်ကျမရဲ့အတွက်တစ်နေ့ကို၂ချိန် ုံမှန်သွက်တိုက်ပါပြီးအနောက်ဆရာဝန်နဲ့ပြတ်သားချင်းဂရင်းကျမရေးကိုပြုလုပ်ပေးပါ Okay နောက်တစ်ခုကတော့ကာကွယ်ဆေးထိုးနှံခြင်းပေါ့နော်လိုအပ်တဲ့ကာကွယ်ဆေးထိုးပေးပါဥပမာတော့တုတ်ကွယ် COVID-19 စားတဲ့ဒီလိုဟာတွေကိုအချိန်မီထိုးနှံပါအဲပြီးရင်တော့ အာမထပါတော့တောက်ကွေးဆိုလို့ရှင် influencer technique ကိုတခါထိုးပေးရပါတယ်အဲဒီလိုဟာမျိုးလေးတွေထိုးပေးထားရယ်เนาะအဲတိတ်ပြီးမဖျားမနာဖို့ကောက်ွယ်ရရောက်တာပေါ့เนาะဒီပူရန်ကောက်ွယ်ချင်းပေါ့เนาะအပြင်ထွက်တဲ့အခါမှာနေရောက်ခါပေါ့เนาะ sun cream ကိုလိမ့်ချင်းအိုထုတ်ဆောင်ခြင်းစားတာတွေဟာအရေးပြောက်ကိုကောက်ွယ်ပေးပါတယ်နောက်ဘက်ကိုနေနေရတော့စဉ်းစားမပြတ်တင်ယူလေးလာခြင်းနဲ့အောင်းတော့ကျမကြီးကိုပြောချင်တာပါ စိတ်ပိုင်းဆိုင်ရာတကြွလန်းဆန်းနေစေဖို့အတွက်အုံနောက်ကိုအမြဲတမ်းလှုပ်ပြဖို့လိုအပ်ပါတယ်။အုံနောက်လေ့ကျင့်ခန်းလုံးဆောင်ခြင်းရတော့စာဖတ်ခြင်း၊ဗေဟိအနည်းဖြည့်ခြင်း၊အသည့်အဆန်တွေသင်ယူခြင်း၊ပြီးတော့ဒုရိယဝါဒနာပါရပေါ့နော်စာနာတွေကိုပညာနဲ့စဉ်းစားတွေးခေါ်မှုကိုထမြောက်စေပါတယ်။ ပန်းနိုင်ထားရနေတိုင်းမှာဆိုရင်တော့ဘောကမှရီမန်းချက်ပန်းနိုင်တွေ့ထားပြီးတော့နေတိုင်းညာအာထက်တမ်းမှုနဲ့ဘောကအထိပ်ပဲကိုပေးဆွဲပါတယ်။ဒီဘက်30နှစ်နဲ့လူမှုဘောနဲ့ပေါင်းတဲ့ဆက်ဆံရေးလူသားတွေဟာလူမှုသတ္တဝါတွေဖြစ်တဲ့ပေါ့နော်အပေါင်းအသင်းနဲ့ဆက်ဆံရေးဟာစိတ်ချမ်းသာရေးကိုထောက်ကူများစွာပြုပါတယ်။စိတ်ပိုင်းဆိုင်ရာအပေးကူညီနိုင်မယ်မိတ်ဆွေတငယ်ချင်းမိသားစုဝင်တွေနဲ့ပုံမှန်ဆက်သွယ်ပါ။ ပြန်တော့လူမှုရေးလုပ်ငန်းတွေမပါဝင်ခွင့်ညီခြင်းဟာလည်းကိုကိုကိုတန်မိုးရှိတယ်လို့ခံစားရစေပြီးတော့ပျော်ရွှင်မှုရစေပါတယ်။ကောင်းမွန်တဲ့ဇမရေးဆိုတာဒီလိုကာယစိတ်လူမှုပိုင်းပေါ်တော့ချက်လက်အလုံးကိုမြတ်တက်အောင်ထိုင်ညီခြင်းပဲဖြစ်ပါတယ်။မနံပါတ်7နည်းနဲ့ကိုယ်လေးချင်းထိုင်ညီခြင်းဇမရဲ့ကိုယ်လေးချင်းကိုထိုင်ခြင်းကလည်းနာတာရှည်ယောဂမဖြစ်နိုင်ပါဘူး။ အနိုင်ဆုံးတော့ရှော့ချပေးပါတယ်စီဂျိုနှလုံးဒီလိုဟာတွေကို တနိုင်သမျှရှော့ချပေးနိုင်ပါတယ်စားတော့လေကယ်လိုရီပမာဏနဲ့ပေါ့နော်လှောက်ရှားမှုကနေပြီးတော့သုံးဆွဲတဲ့ကယ်လိုရီပမာဏမြတ်တက်နေဖို့လိုအပ်ပါတယ် ကျမရဲ့ BMI ထိမ့်သိမ့်ခြင်းနည်းနည်းရတော့ကိုယ်အလေးချိန်အများကြီးပုံနေခြင်းဒါမှမဟုတ်နည်းနည်းခြင်းမဖြစ်အောင်ကင်းဆိုင်ပြင်ပါတယ်။နံပါတ်7နည်းနည်းရတော့အစိတ်အထောက်ခင်းစင်အောင်နေထိုင်ခြင်းခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေကနေပြီးတော့ကာကွယ်ဖို့လိုအပ်ပါတယ်။စီညွတ်မပါပဲနဲ့သောက်သောက်နဲ့ဆေးဝါးတွေနဲ့တရားမဝင်မှုရဲ့ဆေးဝါးတွေကိုရှောင်ကြဉ်ပါ အိမ်တွင်းနဲ့အိမ်ပြန်ဘက်ကဒါအလို့ပစ္စည်းတွေညဉ့်ညံတဲ့အရာတွေနဲ့ထိတွေ့မှုကိုတနိုင်သမျှလျှော့ကြပါနံပါတ်73နေနေရတော့ရေတက်ပြေဝါဆိုတာပေါ့နော်ရေတက်ဟာခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်ရေကိုမငက်ခင်ကလေးကပုံမှန်တောက်သုံးပေးမယ်ဆိုရင်တော့အစာချေစနစ်ကိုပြင်တော့ကိုယ်အပူချိန်နဲ့တွဲခေါက်နိုင်စွမ်းကိုခေါင်းပေါ်မှာတယ်ပြင်တော့ နံပါတ်14နည်းအပန်းဖြစ်ခြင်းနဲ့တိထွေမှုတွေကို လုပ်ပေးပါနေ့စဉ်ဘဝမှာဆေးရောကိုပါနိုင်ယူခြင်းဝါသနာပါရလောက်ခြင်းစိတ်ကြမာရေကိုထောက်ပံ့ပေးပါပြီးရင်တော့ဆေးအားထက်သန်တဲ့အရာတွေကိုလုပ်ပေးခြင်းဟာပျော်ရွှင်စေပါတယ်လောကကို အကောင်းမြင်ခြင်းနဲ့ကြည်ခြင်းကျေးဇူးတင်စရာများကိုစဉ်းစားခြင်းတို့ကလည်းစိတ်ပိုင်းဆိုင်ရာကိုတိုးတက်စေပါတယ်နံပါတ်15နည်းရတော့ စီပွားရေးအရာလုံခြုံမှုဟာစိတ်ဖြစ်စီမှုကိုလျှော့ချပေးပြီးတော့ကျန်းမာရေးဝန်ဆောင်မှုကိုအလွယ်တကူရရှိနိုင်တဲ့အတွက်ရည်ကြည်ပါတယ်အလို့ကြောင့်စိတ်ဖြစ်စီမှုလုံခဲခြင်းရှောင်ကျင်ပြီးတော့ကိုယ်ပိုင်အချိန်ကိုပေါ့နော်ကျန်းမာရေးနဲ့အနားယူဖို့အတွက်အသုံးပြုပါဖြစ်ရင်တော့ဝေကြီးဆိုင်ရာဒီလိုအခြေခံတွေကိုလည်းလုံခြုံမှုရှိအောင်လို့စီမံခန့်ခွဲပါနံပါတ်၆အနေနဲ့ကတော့ပုံမှန်စစ်ဆေးမှုတွေပြုလုပ်ပေးပါ နာတာရှည်တွေမဖြစ်ခင်မှာဒါမှမဟုတ်စောပိုင်းအစစ်မှာသိရှိဖို့ကျူတင်ကာကွယ်တဲ့စစ်ဆေးမှုတွေလောက်ဆောင်တက်ပါတယ်မျက်စိနဲ့သွားစစ်ဆေးခြင်းပုံမှန်မျက်စိစစ်ဆေးခြင်းနဲ့သွားဆရာဝန်နဲ့ပြသခြင်းကအနာဂတ်မှာဖြစ်လာနိုင်တဲ့ပြဿနာတွေကိုကျူတင်ကာကွယ်ပေးပါတယ်တပိအားတွေ့ရင်တကြတဲ့ ဆက်စေးခြင်းတွေကိုလုပ်ပေးပါအသက်အရွယ်လိုက်တို့အပ်တဲ့ဆက်စေးမှုတွေပုံမှန်လုပ်ပြီးတော့ကိုယ်ခန္ဓာကိုအချိန်နဲ့သိရှိထားတင်ပါတယ်နံပါတ်ဆက်ကောင်းနေနဲ့ကိုယ်ပိုင်းတမိုးထားမှုနဲ့မိမိကိုယ်ကိုဂရုတစိုက်လုပ်ပေးပါကိုရေကိုသွေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့စိတ်ပိုင်းဆိုင်ရာခန္ဓာရင်ရှိဖို့အတွက်ကိုကိုကိုတံမိုးထားတတ်ဖို့လိုလိုအပ်ပါတယ်ဘေကင်းလုံးချုံနဲ့ပဝင်ခြင်းကို ထားပေးပါယောဂဗျာတွေကလည်းကောက်ွက်နိုင်ဖို့အရေးကြီးပါတယ် မတော်တဆမှုများဥပမာရှင်တိုင်းမှု၆လဲတာတွေမဖြစ်အောင်တတိထိုင်နေထိုင်ခြင်းတွေလုပ်ပေးပါအလုံးလုံးနေရာမှာဘေကင်းရေတွေစီကံလိုက်နာခြင်းတွေပြုလုပ်ပေးပါဘယ်တော့နဘတ်၁၉နေနဲ့တမမြတ်တဲ့စိတ်ကံစားမှုခံစားမှုပေါ့နော်ဒီလိုစီမံခန့်ခွဲမှုပြုလုပ်ပေးပါစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုနဲ့စိတ်ကံစားမှုများကိုပေါ့နော်ကျမစွာကမ်းတွေဖြစ်ရှင်းနိုင်စွာရှိဖို့လိုပါတယ် မပစ်လာကိုဖြည့်ရှင်တတ်တယ်အပေါ်မှာဘောမှာကြုံလာတဲ့အခက်အခဲတွေကိုအကျိုးရှိရှိနေပေါ့နော်အတုံးပြုမယ်အပြုသဘောဆောင်ပြီးဖြည့်ရှင်နိုင်စွာစီခြင်းကလည်းပေါ့နော်အာစိတ်ကျမဖို့အတွက်ညာကြထားကိုပြုပါတယ်ပြီးရင်နော်စိတ်အာထန်ထန်စိတ်ထဲကြာတာတွေဝန်းနေရတွေစားတဲ့ခံစားချက်တွေဝင်လာရင်တော့ပေါ့နော်ထိန်းချုပ်နိုင်တဲ့ကျမရဲ့နေလန်ကိုဟောလေ့ကျင့်ထားတဲ့သဘောမျိုးတွေ ြုလုပ်တင်နေပါတော့။ပြင်တော့နေ့စဉ်ဘဝမှာရရှိတဲ့အရာတွေအတွက်ပေါ့နော်။ကျေးဇူးတင်တဲ့အလေးချင်ဟာလည်းစိတ်ပိုင်ဆိုင်ရာပျော်ရွှင်မှုကိုမြင့်တင်ပေးပါတယ်။နံပါတ်20အနေနဲ့ကတော့ရည်ရွယ်ချက်ရှိတဲ့ဘဝနေထိုင်မှုကိုပိုင်ဆိုင်ဖို့ကြည့်ရပါတယ်ဘဝမှာတမိုးရှိရလို့ခံစားရခြင်းဟာလေရုပ်ပိုင်ဆိုင်ရာစိတ်ပိုင်ဆိုင်ရာရောကျမရဲ့အပေါ်မှာကောင်းမွန်တဲ့တရားမှုတွေရှိပါတယ်ကိုချင်းတရားများနဲ့တမ်ပိုတွေကလည်းအော်ယုံကြည်ပြီးရောနေထိုင်ခြင်းဥပမာကိုအတွက် အဲအိဘယ်ရှိတဲ့တံမိုးတွေကိုယုံကြည်ပြီးနေထိုင်အောင်ဆိုလိုတာပါအတိုင်းဝိုင်းတွေလည်းပါဝင်တယ်ပေါ့နော်ကိုပဝင်ချင်းကိုအတိုင်းဝိုင်းတွေအတွက်လည်းအချို့ပြုတဲ့အရာတခုခုကိုလောက်ဆောင်ခြင်းရလဲဘဝကိုပုံမခိုင်ပါစေပါတယ်အဲနောက်ဆုံးအနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ဂျမိုင်းဆိုတာပေါ့နော်စင်ပြုစုထားတဲ့ဒီအချက်တွေကိုတခုချင်းဒီလိုက်နိုင်အောင်မဟုတ်ပဲနဲ့ အဲနေ့စဉ်ဘဝမှာလေအချိန်ကောင်းတွေအဖြစ်တသမတ်ထဲကျင့်သုံးနိုင်ခြင်းကလည်းအဓိကဖြစ်ပါတယ်။အမဘယ်အချက်ကိုစတင်ပြီးတော့လှူဆောင်ဖို့အရေးကြီးဆုံးဖြစ်မလဲဘယ်လိုစူးစမ်းနေထိုင်ဖို့လုပ်မလဲဆိုတာကိုတော့ဗီဒီယိုကြည့်ရဲ့ပြဿနာတွေကနေပြီးတော့ရှင်းသားနိုင်ပါတယ်။ဒီကောင်းဆုံးဘဝတွေကိုတည်ဆောက်နိုင်ပါစေလို့အားလုံးကိုစုမုံခေါင်းတောင်းပေးပါတယ်။